မင်းသားကြီးလွင်မိုးရဲ့တမီးကြီးဖြစ်တဲ့ယုံဒီလွင်မိုးကတော့ထဲဦးလိုက်နဲ့ကွာရှင်ထားတာတော့မချသေးဘူးနေရွှေတွေ့အောင်ခေါ်ဖူလာပြီဩဘုဇမူကြီးအောင်တန်းရွှေရဲ့မြည်နဲ့ဩစီမာနေရောက်အသူချစ်သူတွေဖြစ်နေကြပြီးတော့အလျှောက်လေပတ်မှုတွေလှုပ်ဆောင်နေကြောင်းကိုမျက်မြင်ကိုတွေ့တွေ့ကြတဲ့ပြည်သူတွေကပြောပြလာခဲ့ပြီးလည်းဖြစ်ပါရဲ့နေရွှေတွေ့အောင်နဲ့ယုံဒီလွင်မိုးတော့ဟာယုံဒီလွင်မိုး အိမ်ထောင်မကြခင်ကကချစ်သူတွေဖြစ်ခဲ့ကြပြီးခူးရတော့လိုက်ပြေးခဲ့ဘူးတယ်လို့သိရပါတယ်ဒါပေမဲ့အဲ့ဒီကိစ္စကိုမိသားကြီးလွေမိုးကမဟုတ်ပါဘူးဆိုပြီးတော့အဲ့ဒီတော့ကဖြေရှင်းခဲ့တာလေးဖြစ်ပါတယ်ယူနီလွေမိုးရဲ့ခြေဦးကနေရွှေတွေ့အောင်လို့သိရပါတယ်အခုယူနီလွေမိုးကငငယ်ရွယ်ရွယ်နဲ့ဘော်စီမှာကြောင်းသွားတဲ့ရင်နဲ့အခုခြေဦးလိုက်နဲ့ပါမိတယ်ကိုဝင်းရရတဲ့အကြောင်းခလီမွေးမှာဖြစ်တဲ့အတွက်မဖြစ်မနေယူလိုက်ရတာဖြစ်တယ် အခုတော့အိထောက်သက်ကဘလောက်မှမချသေးဘူးအစမပြေဖြစ်ပြီးတော့တို့နှစ်ယောက်ကကွာရှင်းထားတာလီလာတဲ့ကိုဝင်လာခဲ့ပြီလေဖြစ်ပါတယ်ဒီချိန်မှာမြန်မာနိုင်ငံရဲ့စားပေးကြီးလို့တင်စားကြရလားမြန်မာနိုင်ငံမှာတကယ်ကိုမှအချောသားတွေကိုပစံပေးပြီးတော့အမ်းပြီးတော့တွဲတယ်စားတယ်ပေါ့ဗျာအဲ့လိုမျိုးအမြဲတမ်းစားတတ်တယ်ဖူလာပြည်ကနေရှိတရီအောင်နဲ့လူဝီလီမိုဟာချစ်သူတွေဖြစ်နေကြပြီးတော့အော်စီမာဆိုရင်နှစ်ယောက်အတူလက်ကိုတွဲကတီယဝင်းချစ်သူလေးမယားအဖြစ် ရှောက်လေပတ်ပြီးတော့ရဲနေပြောရှင်ကြည်နုနေကြကြောင်းကိုအဲ့ဒီမှာရှိတဲ့ပြည်သက်တွေကသိဆုံးနေတာဖြစ်တဲ့အတွက်ဓာတ်ပုံတွေကချပြလိုက်ပြီးယူဝီဒီလီမိုးရင်မြန်ဆန်လိုက်တာဆိုပြီးတော့ပြောဆိုနေကြလေဖြစ်ပါရယ်ဗျာ